န်းထဲမှာဘယ်ပန်းကိုအချိုက်ဆုံးလဲမင်းနှင်းစီပန်းကိုအချိုက်ဆုံးဘာကြောက်လဲဆိုရင်စူးပါလို့တခြားပန်းကအလွယ်တကူခူးလို့ဆွလို့ရတယ်နှင်းစီကြတော့စူးကိုရှောင်ပြီးခူးရတာကဘဝရဲ့အတိတ်ပဲသူအခက်အခဲကိုအဲ့လိုသဘောထားတဲ့သူဒါကြောင့်မလို့အလောက်ရှင်ကသူ့ကိုတိတ်သဘောကြတယ်ပြဿနာတရက်ကြုံလာပြီဆိုရင်လူတော်တော်များများကပြဿနာကိုဖြေရှင်းဖို့တဲ့အဲ့ဒီပြဿနာကိုမကြည့်ကြည်အောင်လုပ်တဲ့လူကလောကကြီးမှာအများကြီး ြဿနာကိုဖြေရှင်းသူသူဟာဖြစ်ချင်တာလောကကြီးမှာပြဿနာကိုရှောင်လွှဲလို့ရတဲ့နေရာမရှိဘူးပြဿနာဆိုတာအချိန်တိုင်းရှိနေတာမဟုတ်လို့ပြဿနာကိုဖြေရှင်းတိုင်းရှင်းတိုင်းတိုးတက်တဲ့အမြင်ကိုရစေတယ်ဒါကြောင့်ပြဿနာကိုဘယ်တော့မှရှောင်လွှဲပြီးမသွားပါနဲ့ဒါသူ့ဟာပြဿနာကြီးကြီးတွေ့လေလေတဲ့အတွက်ယာရုကြီးကြီးရဖို့အခွင့်လမ်းပဲ။ တချို့ကပြဿနာကြီးရင်ဘာဖြစ်တာလို့အလုတ်ရှင်ကနေတာဝန်ကြီးပေးရင်ရှောင်းတယ်အမလေးကျမအဲ့ဒီနေတော့မသွားပါရစေနဲ့ပြဿနာအကြီးနောက်မှာအခွင့်လန်းအကြီးရှိတယ်ဆိုတာလူတွေကမသိဘူးကျွန်တော်ကသိတယ်ဘာကြောင့်ကျွန်တော်ခတ်တာတွေခိုင်းစားမှာညညာဆိုရင်ဖျားကြတော့ရင်ကျွန်တော်ဘလို့ကတော့လည်းမှတ်တော့တယ်သူတကယ်ချင်းနေပြောတာဦးကောင်းနေမှာအခက်ခဲတွေထပ်ပေးစမ်းမှာ အဲ့ဒီအခါကျမှညအိပ်ရင်ဖြည့်ရှင်းနေတယ်အိမ်မက်မက်ပြီးအိတ်ခွင့်ရမှာမလို့ပါ